မင်္ဂလာပါ EKD Channel မှာကြိုဆိုပါတယ်ကာတွန်းရုပ်ရှင်ပန်ဒီလိုသူဝါသနာရှင်များအတွက်ဒီ channel လေးကိုဖွင့်လှစ်လိုက်ပါတယ်ဒီနေရာမှာ Flipper Click application ကိုအသုံးပြုသွားမှာပါ Flipper Click နဲ့လုပ်လို့ရတာဒီအများကြီးရှိပါတယ် Flipper Click ကို Play Store ကနေကြွားရောက်ဒေါင်းလုဒ်လာပါဖရီးရပါတယ်ဒါကသူ့ logo ပုံလေးပါ ဖိလစ်ပိုင်ဂလစ်ကိုအခုလိုခွင့်လိုက်ပါတယ်။စပါပြီ။ဒီနေရာကိုတုတ်ထိလိုက်ပါ။ပြီးရင်ကီးဘုတ်ကနေနာမည်တစ်ခုရိုက်ထည့်ပေးရပါမယ်။စိုက်တဲ့နာမည်ပေးပြီးအမှန်ချက်ကိုအချက်တုတ်ထိပါ။ create project ကိုတင်နေပါဒါဆိုရပါပြီကတူရုပ်ရှင်တစ်ခုရဖို့အတွက် ကာတွန်းအကွက်ပေါင်းများစွာဖန်တီးရေးဆွဲရပါတယ်။ဖန်တီးရေးဆွဲမဲ့ကာတွန်းခွက်တွေကိုအောက်ဖက်မှာတွေ့ရှိနိုင်ပါတယ်။ပေါ်ပြပါအတိုင်းအပေါင်းလက္ခဏာကိုတို့ကြည့်သွားရင်ကာတွန်းခွက်အစ်စ်တွေပေါ်ပေါ်လာမှာပဲဖြစ်ပါတယ်။ကာတွန်းခွက်တစ်ခွက်စီတိုင်းမှာမတူညီတဲ့ကာတွန်းပုံတွေကိုဖန်တီးရပါတယ်။ဒီလိုလေလက်ချောင်းလေးနဲ့တို့ထိပ်ပြီးရေးဆွဲယုံပါပဲ များပြားထားတဲ့နေရာက ပလေးဖြစ်ပါတယ်အခုလောက်တည်ထားပြီးပြီဆိုရင်ဖန်တီးမှုလေးတစ်ခုဆက်လက်ပြုလုပ်ကြပါမယ် အကွက်တိကပုံပါနောက်ထပ်အကွက်တိမှာဆက်လက်ရေးဆွဲပါဦးမယ်အားလုံးပေါင်း၉ကွက်တိတိရေးဆွဲပါတယ်ကတ်တွန်းကွက်လေး၉ကွက်ရပါပြီမလိုတဲ့ငင်းချို့ကိုဖြတ်ပါဦးမယ်ပလေးကြည့်ပါမယ်ရှေ့ကိုတိုးတိုးပြီးဖြည့်သွားပါမယ် ဒါဟာအခြေခံသဘောတရားပဲဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာဆက်လက်တင်ပြပါမယ်။ဒီခုတော့ဒီများနဲ့ရန်နာလိုက်ပါတယ်။ကျွင်းလန်းချက်မြေ့ကြပါစေ။